ဂေတမာကရှိရှိမှုရာကိုစံကောက်ဆိုပြီးတော့နှိမ်နေရပါသူ့ရဲ့စပိန်တွေကကောက်နေလို့ဖြစ်ပါတယ်အဲ့ဒီမှာပဲဓာတ်သုံးနာကိုတားမြစ်ထားရဲဆိုရဲစပိန်နဲ့လူကြီးတယောက်ကလာပြောပြပါရဲ့အဲ့ချိန်မှာခင်တမာကတစ်သေးတစ်ခုကိုချီမိုရာရဲ့ဓာတ်ပေါ်ကိုပြစ်ချလိုက်တာပါ။ဟောတိဗီတီမင်းတို့ကရှိုးအတွက်လေ့ကျင့်နေကြတာကိုဟဟဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။အဲ့လိုစကားပြောနေုံမှာပဲခင်တမာကပျောက်သွားပါပြီ။ကတိုကန်ကိုလေ့ကျင့်ပေးတဲ့နေရာမှာတော့ရှင်မန်ချီကိုကျိုးနေချီပြီးတပ်ပင်မှာချိန်ထားတာကိုတွေ့ရရပါတယ်။ ကာဂူရာနဲ့ဆာရိုတိုဘီတို့ကတော့နေဝင်တဲ့ဘက်ကိုထိုင်ကြည့်နေကြတာပါအဲ့ချိန်ခင်နမားရောက်လာပါတယ်မင်းတို့ဘာလုပ်နေရလဲနေဝင်တာကိုထိန်းချုပ်ဖို့ကြိုးစားနေကြတာလားကတ်တူကန်ထွက်သွားတဲ့အတွက်ကာဂူရာတို့ကဂင်တိုကီကိုတောင်းပန်ပါတယ်။အော် तू ကငါ့ရဲ့အမှုတွေပဲရှင်ပန်ကြီးကလည်းသူ့ကိုအမြန်အောက်ချခိုင်းနေတာပါအီဗန်တော့ရှင်ပန်ကြီးနဲ့ကာဂူရာထမင်းနေစားကြပါတယ်ထိုးစံတိုင်းကာဂူရာကတော့ထမင်းကိုဇလုံနဲ့ကိုတီးနေတာပါအဲ့ဒီအချိန်မှာပဲအိုတဲဆိုတဲ့ရှင်ပန်ကြီးရဲ့အမကရင်နွေးချမ်းကွက်လာပို့ပါတယ် သူ့ဖိတ်ချန်ခဲ့တဲ့ဒိုဂျိုကိုဆက်လက်ထင်းသိမ်းနိုင်မှုအချိန်ပိုင်းလို့လုပ်နေသူလည်းဖြစ်ပါတယ်။အိုဒီကကင်တိုဂီကိုယုံကြည်ဖို့ပြောနေပေမဲ့အီဇာအိုကရောက်လာပြီးမဟုတ်ဘူး၊ तू ကယုံကြည်ဖို့မထိုက်တန်ဘူးအိုဒဲဆိုပြီးလာပြောခဲ့ပါတယ်။ဒါကြောင့်အိုဒဲရဲ့စောက်ကန်နာကိုပဲခံလိုက်ရတာပါ။ညာဘက်ရောက်သွားပြီးဟက်ကာချန်ဆိုတဲ့ဘားမှာကတ်တိုကန်ကတောင်းရင်စားရင်ကြေကွဲနေခဲ့တာပါ။အဲ့ချိန်မှာကင်တိုဂီကဘေးကနေရောက်လာပြီးထမင်းနဲ့ပဲပြုတ်ကိုကတ်တိုကန်ကိုလာကျွေးခဲ့ပါတယ်။ကတ်တိုကန်ကမင်းကိုငါပြောဖို့ပါတယ်။ငါအလုပ်ထုတ်ခံရရဲ့ ပြီးတော့ငါမိသားစုကလည်းငါ့ကိုပြစ်သွားတယ်ပတ်စံနေလည်းကုံသွားတယ်ဟုတ်တယ်မလားအရင်ကငါကအယောင်းဝန်တန်းလေးတယောက်ပြီးတော့ပတ်စံနေဆိုပြီးကိုပိုင်လေးတစ်လုံးကိုဝယ်နိုင်ခဲ့တယ်အခုတည်းငါနားမလည်သေးဘူးငါဘာမှမလည်းမလုပ်ခဲ့ပဲနဲ့ကုမ္ပဏီကငါ့ကိုအလုပ်ထုတ်လိုက်တာလေအဲ့တော့ငါအရက်တွေတောက်တယ်ပြီးတော့အဲ့ကောင်တွေငါတစိမ့်တုံးကိုသဘောမတူပဲစာချုပ်မှာအတင်းထုတ်လိုက်တယ်ကွာမကြောက်ဇန်းရှက်တွေရောက်လာပြီးစာချုပ်တူကိုပြပြီးတော့ငါတို့ကိုအိမ်မော်ကနေဆင်းခိုင်းတယ်ငါမိန်းမကသူတို့နှိမ့်ဆက်တဲ့တံကိုမခံနိုင်တော့လို့ငါသမီးကိုခေါ်ပြီးထွက်သွားတယ်အပတ်တိုင်းတစ်ခုပြီးတစ်ခုဖြစ်နေတာပါ အိမ်မော်ကမဆေးရခဲ့အပတ်တစ်ခုမှာသူသမီးစီကနေစာတစောင်ကိုရရှိခဲ့ပါတယ်။စာထဲမှာရေးထားတာကဖေဖေသမီးအိမ်ပြန်လာခြင်းနေပြီလို့ပဲရေးထားတာပါ။အဲ့ချိန်မှာကင်တိုဂီကဆရာအိတ်ထာနဲ့သွားစိုးဆိုပြီးဆိုင်ထဲကနေထွက်သွားပါတယ်။ကက်တိုဂန်ကလည်း live လို့ပြင်တဲ့အချိန်စာရှင်ကလှမ်းဆွဲပြီးအရက်ဖို့ကိုရှင်းခိုင်းတာပါ။ကင်တိုဂီကဘာမှမရှင်းမနဲ့ထွက်သွားတာဖြစ်ပါတယ်။စာချုပ်ကိုပြတ်သွားယူဖို့ကင်တိုဂီကသွားမယ်လို့ဆိုပေမဲ့အရက်မူပြီးအန်အောင်အန်နေပါတယ်။အဲ့ချိန်မှာပဲငလင်လှုပ်လာလို့ကင်တိုဂီကပို့ပြီးတော့အန်မာတော့တယ်။ နောက်နေ့မှတော့ကင်တိုဂီကစိုက်ကလေးတစ်စီးကိုတုံးကထွက်လာရင်အရင်နာကြနေပါရဲ့။ဖိနာမှာရှင်ပန်ချီနဲ့ကာဂူရာလည်းပါလာပါရဲ့။ကက်ဒိုဂန်နဲ့စာတာဟာရုလည်းပါလာပါရဲ့။တန်ယုံရှိကိုရောက်လာကြတာဖြစ်ပြီးစာချုပ်ကိုဒီထဲမှာယူရမှာပါ။ဒီထဲကိုဘလို့ခိုးဝင်ရမယ်စဉ်းစားနေမိမယ်ကင်တိုဂီကတော့ဖောက်ဝင်မယ်လို့ပြောလာပါရဲ့။ကင်တိုဂီကခြေထောက်နဲ့တစ်ချက်ပဲစောင့်ကန်လိုက်တာခြံတကားကြီးကတော့လွန့်ထွက်သွားပါပြီ။အစာအုပ်ကလူရှိတဲ့ပုံစံလည်းမပေါက်ပါဘူး။ဒါနဲ့အစာအုပ်ရဲ့တကားလေးပါတယ်ဖွဲ့မယ်။သူတို့ဖွဲ့ရအထဲကိုဝင်ရောက်သွားကြပါရဲ့။ တနေရာရောက်မှတော့စားတော့ဖွဲ့ရရင်လည်းပြည့်နှက်နေတဲ့အခန်းတစ်ခန်းကိုတွေးခဲ့ရတာပါစားတော့တွေကနည်းနည်းလေးပဲရှိနေသေးတဲ့အတွက်အခုလေးရင်ထွက်သွားကြတာမှရိတ်စားမိလိုက်ပါရဲ့ကင်တိုဂီတို့ကဘာမပြောညာမပြောနဲ့စားတော့တွေကိုဝင်တီးနေပါပြီဟေးမင်းတို့ရေဘာလုပ်နေကြတာလဲငါတို့တွေစားတော့ကောင်းနေကုန်ဖြုံးတီးပြစ်တင်မှုလေဟုတ်တယ်မလားအဲ့ချိန်မှာပဲစိတ်မပူနဲ့ဘယ်သူမှမကြံတော့ဘူးဆိုတဲ့အတန်ကြီးကထွက်လာပါတယ်အပေါ်ကနေလောင်ကျိုက်ကပြုတ်ကြလာပြီးဂင်တိုဂီတို့ရှိနေတဲ့စားတော့ဝိုင်းကလည်းလောင်ကျိုက်တစ်ခုလည်းကိုရောက်သွားတာပါ အဲ့ချိန်မှာပဲကာရီယာနဲ့နောက်လိုက်တွေကထွက်ချလာပါပြီ။စာဒါဟာရွန်းနဲ့ကာဂူရာကတော့စားတောက်တွေကိုပဲဆက်လက်တီးထုံနေကြတာဖြစ်ပါရင်ဟဲ့ကောင်နေမင်းတို့ကတ်တုကန်ရဲ့စာချုပ်ကိုပြန်ပေးဆက်လို့ရှင်မကြီးကပြောတော့ဘာမင်းတို့စာချုပ်လေးတစ်ခုရဲ့အတွက်နဲ့ဒီတီအောင်လိုက်လာတာလား။ကာရီယာကတော့ဒီကောင်းလေးကိုအပြင်ကိုမောင်းထုတ်လိုက်လို့သာ ပြောပြီးပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။အစာအုပ်ရဲ့ရှိကလမ်းကဘေးနှစ်ဖက်ကိုပွင့်ထွက်သွားပြီးအောက်ထဲကနေရှင်ပြန်တစည်းကထွက်လာပါတယ်။ဟက်ကာရှိမူရာယာမဝမ်ထွက်ခွာရဲ့အသင့်နေတာ ကာရီယာကရင်မြန်ထဲမှာအခန်းဆင်းတိုက်စီးတာဖြစ်ပြီးဂျန်နဲ့၃ယောက်ကပဲရင်မြန်ကိုမောင်းရမှာပါ။ကာရီယာရင်မြန်ထွက်သွားတော့ချန်နဲကခြုံဖို့ထဲမှာလူတယောက်ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ Fish Carter ပဲဖြစ်ပါတယ်။သူကတနေရာကိုဖုန်းနဲ့ကြောင်းကြားနေတာပါ။ရင်မြန်မှာရောက်နေတဲ့ကာရီယာကတော့မင်းတို့ဒီ view ကိုဝအောင်ကြည့်တာဒါအန်ဒိုကိုမြင်ရတဲ့နောက်ဆုံး view ပဲ။ရှင်မကြီးကလောင်ကြိုက်ကတန်ချောင်းတွေကိုချိုးဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဂျန်တဲ့သူတွေကတော့အစားတောက်တွေကိုပဲအေးအေးဆေးဆေးဆက်လက်စားတောက်နေကြတာပါ။ကာဂူရာကတော့စားလို့မပြီးမချင်းမထဘူးလို့ပြောပါတယ်။ ်ကံကောင်းသွားတာကအဲလစ်ဘတ်တယောက်တည်းအပြင်ဘက်မှာရှိနေတာပါဟဲ့အဲလစ်ဘတ်မင်းဒီမှာဘွာလာတော့နေရလဲအဲလစ်ဘတ်နဲ့တူကက်ဆူကလည်းပါလာပါတယ်မင်းတို့အရှိတကားကဝင်လာတဲ့ချိန်ကကအနောက်တကားကဝင်လာတာမိကန်တက်တာတွေကဒါကိုတွေးခဲ့တယ်တထဲမှာလည်းဆာရဲတည့်ရဲ့ကင်လာတာပါအဲဒီဆာရဲတည့်ဟာကတ်တူကန်ရဲ့ဆာချိုးလို့ထင်ပေမဲ့ဘာဆာချိုးတွေမှန်းတော့သူတို့မသိရပါဘူးကက်ဆူရောကသူတို့ကအီရိုကိုဖျက်ဆီးဖို့စူးစမ်းနေကြတာသူတို့ကအခုငလင်လန်းချောင်းကိုတွေးရှိသွားပြီပြီးတော့အာမတ်ဒိုနီးပညာနဲ့စက်ကြီးစောင့်နေတယ် အဲ့ဒါကငလင်အကြီးကျယ်လှုပ်စေလိုက်မယ်ပြီးရင်အီရိုကြီးပြက်စီလိုက်မယ်သူတို့ကဘာလို့အဲ့ဒီလိုလှုပ်ကြရလဲသူတို့ကကာရီယာလမ်းရှက်ရဲ့လူတွေလေသူတို့ကအိမ်တွေကိုမတရားသိမ်းပိုက်တာဗာမျက်ထူးနေပါလေဒါပေမဲ့အမ်အန်တိုရဲ့ဆက်ကထင်တယ်လို့မကောင်းငလင်ကြီးတစ်ခုလှုပ်တာနဲ့ချက်ချင်းကိုပြက်စီသွားတော့မှာငလင်အမက်ကတဲလွန်စာလေးပါလေးနဲ့တော့မရှိပါဘူးကာဂူရာမင်းစားပြီးပြီမလားလောင်ချဲကိုဖျက်လိုက်တော့ကာဂူရာကသူ့ရဲ့ထီးနဲ့တစ်ချက်ဖျက်လိုက်တာလောင်ချဲကပြက်စီသွားပါရဲ့ထပ်ဖို့အပေါက်လည်းရသွားပါပြီ ဘာလို့စောစောလေးကမလောက်တာလဲဟာလို့ရှင်ပန်ကြီးကပြောနေပြီးကတ်တူကန်ရဲ့အိမ်ကိုဂင်တိုကီကမေးလိုက်ပါတယ်။ဂင်တိုကီနဲ့ရှင်ပန်ကြီးကဆိုင်ကယ်စီးကကူရာနဲ့ကတ်တူကန်ကဆာတာဟာရုကိုစီးပြီးကတ်တူကန်ရဲ့အိမ်ကိုသွားကြတော့မှဖြစ်ပါတယ်။ကဆူကတော့မင်းတယောက်တည်းသွားတာအနေများရယ်နော်။သိပါတယ်ဒါပေမဲ့သွားဖို့ကလိုအပ်တယ်။နောက်မှတွေ့မယ်ဇူရာ။ဇူရာမဟုတ်ဘူးကတ်ဇူရာဟာ။ရှင်ပန်ကြီးကတော့အခုတိဒီမှာဘာတွေဖြစ်နေမှန်းမသိရသေးပါဘူး။ဂျေဝူအဖြစ်သူတို့လောက်ချင်တာကအီတိုကိုကွေးမြင့်ကြီးဖြစ်အောင်လုပ်ပြီးဈေးကောင်းကောင်းနဲ့ရောင်းချင်နေတာ။ ဒါဆိုကတ်တုကန်အိမ်ကိုဘာလို့မဖြိုရရလဲဟုတ်တယ်အဲ့ဒါကငလင်ကြောပဲအဲ့ဒါကြောင့်မလို့သူအလုထုတ်ခံရပြီအလိမ်မှာခံနိုင်ရတာဒါသူတို့ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲအဲ့ဒီကိုသွားကြရအောင်အဲ့ချိန်မှာပဲကတ်တုကန်ကခက်တီတီနဲ့ငါမင်းတို့ပြောစရာတစ်ခုရှိတယ်မင်းတို့သွားရလမ်းကမှားနေတယ်ဟမ်ဘာကာရီယာရုပ်ဘက်မှာတော့ဒါက Dristar Aggressive သူတို့ထုတ်လုပ်နေတဲ့ငလင်ဆက်ကြီးဖြစ်ပါတယ်ဒီဆက်က Mr. Career ရဲ့ရီမန်းချက်ပဲကြောက်တူးဆက်ကစပြီးလှုပ်လှုပ်ပါပြီပြတ်မှတ်ကိုရောက်ဖို့10မိနစ်လိုပါ အဲ့ချိန်မှာပဲရှယ်ဆာဂိုမီအဘွဲကအနားကိုရောက်လာလို့ဆာမူရိုင်းတွေကတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။ရှယ်ဆာဂမီကောလက်နဲ့ချကြသလားအစိုးရခွေးတွေပဲဆိုပြီးရှီရှီမူရာကိုရိုင်းထွက်တိုက်ပါပြီ။မင်းကရှယ်ဆာဂမီနဲ့တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်ပြီပေါ့။အီဆာအိုဟစ်ကာတာအိုကီတာအဲ့ချိန်မှာပဲမစ္စတာကာရီယာကိုရိုင်းထွက်လာပြီးခဏရပ်ပါအောင်လို့ပြောလိုက်ပါတယ်။ဒါကဒရစ်စတော့ပိုင်နေမြေကွာမင်းတို့အိမ်ထဲကိုခြေတလန်းလှမ်းလိုက်ရတယ်အပီပီဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာတက်သွားမယ်နော်။ဒါပေမဲ့အိုဂီတာကလောင်ချာရေးတမ်းပြီးဒီအိမ်ကိုဖျက်ဆီးလိုက်ရင်ငါတို့ဝင်လို့ရပြီမဟုတ်လားလို့ပြောနေခဲ့ပါရဲ့။ အဲ့ဒီမှာပဲခြံတကားကိုစိုက်ကင်နဲ့တိုက်ပြီးမောင်းဝင်လာသူကတော့ဂင်ဒိုဂီရိုအဖွဲ့ပဲဖြစ်ပါတယ်။ဂင်ဒိုဂီရိုကဝင်တီးပါပြီ။အစုံလုံးဂင်ကကြံတဲ့အချို့တို့အားလုံးကိုတာဝန်ယူပါမယ်။ကာရီယာနဲ့ဘူးကလည်းအထဲကိုဝင်သွားကြပါတယ်။ရှီရှီမူရာကလည်းဂင်ဒိုဂီနဲ့စည်ရင်းရှင်းချင်းနေတာအတော်ပဲဖြစ်သွားတယ်။ဟာအပြင်မဲ့ရိုးမှတေးဦးမဆောင်ခြင်းစမ်းပါနဲ့မစ္စတာဖက်လျှောက်ကြီး။မလင်းဆက်ကြီးကပြတ်မှတ်ကိုရောက်ဖို့9မိနစ်ပဲလိုပါတော့မယ်။ကောင်းတဲ့ဘိုးချက်တိရောက်အောင်လှုပ်လိုက်စမ်းလို့ကာရီယာကညွှန်ကြားနေရပါ။မလင်းဆက်ကြီးကအိမ်ကြီးကိုဖောက်ကအပြင်ကိုထွက်လာလို့ ဂင်နိုဂီယိုလည်းလွတ်တဲ့နေရာရှောင်ရှားကြရပါတယ်။အိမ်ကတော့ပျက်စီးတဲ့လောက်ကိုဖြစ်သွားပါတယ်။ရှေမန်တီကတော့ဟာဘလို့ဆက်ကြီးလဲကဘာတစ်ခုလုံးတော့ပျက်စီးလောက်တယ်။ကာရီယာကတော့ဟာဟာတော်လိုက်တာငါတို့ရဲ့အောင်မြင်မှုကလက်တကန်းလိုပဲကျန်တော့လေ။ပြင်းမဲ့စီရောက်ဖို့3မိနစ်ပဲလိုပါတော့မယ်။ကတိုကန်ကတော့သူ့အိမ်လေးပျက်စီးသွားလို့နှမျောနေရပါ။ကတိုကန်ကိုကာရီယာကမင်းအောင်ကိုရန်ခုံမယ်ဆိုပြီးလေဇာထားကိုထုတ်လိုက်တာပါ။ကင်တိုကြီးကလှမ်းမိတတိပေးပါတယ်မင်းမပြေးနဲ့ဟဲ့အောင်မင်းအရင်ဆုံးပြောင်းလဲဖို့လိုတယ်မဟုတ်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး မင်းမပြေးနိုင်ပါဘူးအထူးသဖြင့်မင်းမေ့ကျင်နေတဲ့အရာတွေစီကနေပေါ့ကတူကန်ကငါပြောင်းလဲရမယ်ပြောင်းလဲရမယ်ဆိုပြီးတသားဒိုင်းနဲ့ကာရီယာကိုခုတ်ဖို့ဝင်ချလာပါပြီကန်ကောင်းချင်တော့ကတူကန်ကခလုတ်တိုက်မိပြီးချော်လဲသွားကကာရီယာကိုအနိုင်ပိုင်းနိုင်ခဲ့ပါကာရီယာကပြန်တော်မထလာရောလို့သူတပည့်နှစ်ယောက်ကမပြီးတော့ထွက်ပြေးသွားရပါပြီကာဂူရာလည်းသူ့ရဲ့တင်တန်းအတွက်ဂုဏ်ယူပါတယ်လို့ပြောနေပါတယ်ကာဂူရာနင်းတင်ပေးရလေ့ကျင့်နေပဲတတ်ခိုက်နေမဟုတ်ဘူးလေဂင်နိုဂီကမင်းဘာလို့နေရလဲကတူကန်ဂလင်းဆက်ကြီးကိုမင်းမရက်လိုက်တော့လေ ကတူကကဆက်ရှိကိုရောက်ချသွားပြီးဘဲခလုတ်ကို200မန်းတော့မတိသေးပါဘူးခလုတ်တွေကလည်းအများကြီးဟိုမှအများကြီးပါပဲအနည်းရောခလုတ်ကိုနှိမ့်လိုက်တာဆက်ကြီးရက်သွားခဲ့ပြီလို့ထင်ခဲ့ပေမဲ့ဆက်ကိုနှစ်ဆမြန်စီတဲ့ခလုတ်ဖြစ်နေခဲ့ပါတယ်ဆက်တဲ့90ပဲကျန်တော့တယ်အမြန်တော့နှစ်ဆဖြစ်လို့အခု25ဆက်ကမှကျန်တော့တယ်ဟာမောင်းနဲ့တကူကိုဆွဲမလို့လှုပ်တော့မောင်းနိုင်ရွာကျိုးသွားတာပါရှင်မန်ကြီးနဲ့ကာကူရာတို့ကတော့လန့်နေပါပြီငါထင်တယ်ဒီလိုဖြစ်လိမ့်မယ်လို့ကင်တိုကြီးကဆက်ကြီးစီပြေးသွားဖို့လှုပ်တာကိုရှီရှီမူရာကတားဖို့လှုပ်ခဲ့ ဒါပေမဲ့ခင်တိုကီကရှေ့ရှေ့မူအားရဲ့မျက်ခွက်ကိုတက်နေပြီးတော့ပါဇက်ပိတ်ထားကန်းခွေးမတာမင်းနဲ့ဆရာရှုပ်ဖို့အချိန်မရှိဘူးတစ်ချက်တည်းနဲ့လဲသွားတယ်ဟာဆိုပြီးရှေ့ရှေ့မူအားကတော့လဲကျသွားပါပြီဒင်တိုကီကတော့ခုံပြန်ကြော်လာပြီးငလင်ဆက်ကြီးရဲ့အပေါ်ဆုံးထီကိုရောက်ရှိသွားတာပါဒါနဲ့ဆက်ကြီးရဲ့နေရာတစ်ခုကိုထိုးလိုက်တာပောက်ကွဲဖို့၅ဆက်ကလိုမှလည်းရက်တန့်သွားပါပြီဒီကနေမြင်မြန်ထွက်ပြေးတော့ဆက်ကြီးကငလင်ကြီးကြီးမမမဖြစ်အောင်ကာဝယ်တားဆီးနိုင်ခဲ့ပေမဲ့ဆက်ကတော့ပောက်ကွဲတော့မှာပါ ကာကွယ်ရိုးအဖွဲ့ကအိန္ဒိယထွက်ဖို့လုပ်နေတာကိုရှင်းစံကုမ္ပဏီအဖွဲ့ကတားပါတယ်။ဟေးမင်းဒီကနေခြေတလန်းရွှေ့လိုက်တာနဲ့ဒီနိုင်ငံနဲ့မဆိုင်တော့ဘူးဆိုတာသိရမလားလို့အီဆာဝါကတော့ပြောနေတာပါ။အဲ့ဒီမှာပဲကက်ဆူရာနဲ့အဲလီဘတ်တို့ကရောက်လာပြီးကက်ဆူရာကမင်းလောက်လိုက်တာတော်တော်ကောင်းနေဂင်ဒိုဂီဆိုပြီးချီးကျူးနေပါတယ်။အဲလီဘတ်ကတော့ကားဝယ်ပါလားဆိုတဲ့ဆိုင်းဘုတ်ကိုကက်ဆူရာကိုထောင်ပြနေတာပါ။သူတို့ပြေးလာရတာအရန်ဝယ်ဘောနေလို့ပါ။ကတူကန်ကတော့သူ့ရဲ့ပျက်စီးသွားတဲ့အိမ်ကိုကြည့်ပြီးတော့ကြည်ကွင်းနေပါပြီ။ ကတူကပြောင်းလဲသွားလို့ကင်တိုကီကလည်းဝမ်းသာနေပြီးရဲကားတွေချုပ်ကားတွေကလည်းရောက်ရှိလာကြပါတယ်။အဲ့ချိန်မှာကင်တိုကီတို့ဖက်လိုက်ဖမ်းနေတဲ့ကြောင်နဲ့လေးကရောက်ရှိလာလို့ကင်တိုကီလည်းကြောင်ကိုလိုက်ဖမ်းပါပြီ။ဟဲ့ဟဲ့ကြောင်နေအိုဟာတာယာရဲ့နေ့တနေ့လေးမှာတော့ကင်တိုကီတို့ဟာရုံးခန်းထဲမှာတီဗီကြည့်နေကြပါတယ်။တီဗီမှာလာနေတာကတော့ရိုးရဝစ်စုံနဲ့ကခုန်နေတဲ့ကတူကံပဲဖြစ်ပါတယ်။ကတူကံကအခုလောလောဆယ်မှာဒန်စာနဲ့ဆိုတော့လုံနေရလို့ရှင်မန်ကြီးကပြောလာခဲ့တာပါ။ကတူကံကတဖြည်းဖြည်းနဲ့ပဲကြီးလာပြီလို့လည်းဆိုပါတယ်။သူရမ်းပြောနေတဲ့ပုံမဲ ရုံးခဲခုံလေးပေါ်မှာတော့ကတ်တူကဲမိသားစုတပ်ပုံနဲ့စာရွက်လေးတည်းရရှိနေခဲ့ပါတယ်။စာမရေးရတာကအစုံလုံးကလူတိုင်းပဲငါမိသားစုနဲ့အတူရှိနေပါပြီ။တိုင်းဆက်လော့ကတ်တူဆိုပြီးရေးထားတာပါ။ဒီမှာနဲ့ဂိတ်တမအပိုင်းလက်ကပြီးဆုံးလာပါတယ်။